ငါမင်းဆွေကဟာလာရွေးကောက်ပွဲဆိုင်ဥပဒေနဲ့ညှိတယ်ငါမင်းဆွေကိုခုနှစ်နှစ်ချမယ်အချဲ့အနှစ်80ချလိုက် ထောင်ထဲအရောမထွက်ဘူးခင်ဗျားတို့နားလေလားနော်ထောင်ထဲအသေးတော့ထွက်လာလိုက်မယ်ဒီတစ်ခါနှစ်80ချလိုက်ခင်ဗျားတို့မျက်မျက်မှတ်ထားနော်ဂုံစိတ်ကရှိရဲ့ရွေးကောက်ပွဲဖြစ်ပါစေခင်ဗျားတို့ရုပ်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 မလုံနဲ့ခင်ဗျားတို့ကြိုက်တယ်လို့လို့တစ်ခါလဲကျွန်တော်ခင်ဗျားတို့လှုပ်ပြီးပြီနော်900 900နဲ့နော်ကျွန်တော်ဘယ်လောက်ခံလိုက်ရလဲ နော်ကျွန်တော်မိသားစုဘယ်လောက်ခံလိုက်ရလဲဟုတ်လို့မဟုတ်ပဲဒီတစ်ခါထားလို့လည်းလုံးပါခင်ဗျားတို့လုံးဝမကြောက်ဘူးပြီးခဲ့တဲ့ဒီဘက်လောက်ကမှအင်းစိန်ထောင်ကပြန်ထွက်လာတဲ့ကြိုက်ထုံငမင်းဆွေကတော့အခုလဲကြမ်းဖို့ပါတီဝင်နေတဲ့စစ်တပ်ဗောမတွေရဲ့မျက်မုံးကျိုးစရာဖြစ်လာနေပြီးအင်းစိန်ကိုနောက်တစ်ခေါက်ပြန်သွားရဖို့အချိန်နေဖြစ်လာပါပြီအကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကသူလုံးမဲ့ရွေးကောက်ပွဲအတွက်ဆက်ဆက်ထိမကန်ဖြစ်နေပြီးမထင်ရင်မထင်သလိုတွေ့ကြရလူကိုထောင်ထဲဆွဲထည့်နေချိန်မှာ ငါမင်းဆွေကစစ်တပ်ရဲ့ပါတီဖြစ်တဲ့ကျန်းဖို့ပါတီနဲ့ထိတ်တိုက်သွားတွေ့နေတာဖြစ်ပါတယ်။အခုတော့ကျန်းဖို့ပါတီဝင်တွေနဲ့စစ်တပ်လော်ဘီတွေကငါမင်းဆွေကိုစောင့်ကြည့်နေကြပြီးဘလို့အကွက်ရှပြီးထောင်ထဲပြန်ထည့်ရမလဲလို့စဉ်းစားနေလောက်ကြပြီဖြစ်ပါတယ်။တချို့ကဆိုရင်ဝိတ်ဆယ်ပေါင်လောက်ကြာသွားတာမမတ်သေးဘူးလားအဖိုးကြီးနောက်တစ်ခေါက်ပြန်ဝင်ခြင်းပြီလားလို့ပြောနေကြပါပြီ။ငါမင်းဆွေကလည်းဒီတစ်ခါတော့ခုနှစ်မကဘူး။ နှစ်90ရှာမလားဘသူမှမကြောက်ဘူးဒီတခါအရှင်ထွက်မထွက်ဘူးအသေးထွက်ထွက်မယ်လို့ဒေါနဲ့မောနဲ့ပြောဆိုနေပြန်တာကြောင့်ငမင်းဆွေဟာနောက်တစ်ခေါက်ထောင်ထဲပြန်သွားရဖို့နီးလာပြီလို့ပြောနိုင်ပါတယ်။အာဟုတ်ကဲ့အားလုံးချစ်လက်ဆောင်သောမြန်မာများအဆင်ပြေကြပါဗျာနော်အားလုံးချစ်လက်ဆောင်သောမြန်မာများအဆင်ပြေကြပါစေဗျာနော်အဲကျွန်တော်ငမင်းဆွေရတော့ဒီမှာပြဿနာတွေကတော့စပါပြီပေါ့နော်အဲ့တော့ ကျွန်တော်ငါးမိတ်ဆွေကိုရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့เนาะအဲအေးအေးယူဖို့ပေါ့ဗျာကျွန်တော်ရဲ့ပြောဆိုချက်တွေကရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ညှိနေပါတယ်ဆိုပြီးတော့เนาะဟိန်းစာနီအကောက်ပတ်ရှင်ကအဲသူတင်လာတယ်ဗျာเนาะတင်လာတယ်เนาะအဲသူတင်သူ့ရဲ့သူတင်တဲ့ဟာကိုလည်းကျွန်တော်စကင်ရှော့ရိုက်ပြီးကျွန်တော်ငါးမိတ်ဆွေ Facebook အကောင့်မှာတင်ထားပေးပါတယ်เนาะအဲ့တော့ तू ကဘာရေးထားလဲဆိုတော့ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲအတွက်အချိန်ကောင်းကောင်းဖြစ်စီယုံရေးဆင်းနေချိန်တွင်အချိန်ကြိုက်ပြီးငါးမင်းဆွေဆိုသူကပြည်ခိုင်ဖြိုးပါတီကိုမဲပေးလိုသည့်မဲဆန္ဒစင်များသို့လိုသို့လိုဖြစ်သွားစီရန်လိုက်လွေပြောကြားခဲ့မှုသည်ရွေးကောက်ပွဲဆံရဥပဒေနှင့်ညှိနေပါသည်ရဲ့ပြည်ခိုင်ဖြိုးပါတီအနေဖြင့်မြည်တို့အေးအေးယူနိုင်မည်ကိုမဲဆန္ဒစင်များသိလိုပါသည် အဲ့တော့ကျွန်တော်လွှဲ့တဲ့เนาะလိုက်နဲ့เนาะကျွန်တော်မနေ့ကလွှဲ့လိုက်တယ်เนาะဟိုဟာဥခင်ကြီးတို့ဆိုဟုတ်လားအဲ့တော့ဖလုံးစောပါတီကဒီလိုဟိုဟာရှိတယ်เนาะသူတို့ရဲ့ပါတီရွယ်ချက်တွေကျွန်တော်ကြိုက်တယ်အဲ့တော့ပြည်ခိုင်ပြူပါတီကလည်းအဲ့ဒီဖလုံးစောပါတီလိုမျိုးရွယ်ချက်မျိုးရှိကျွန်တော်ပြည်ခိုင်ပြူပါတီကိုမဲထည့်ခြင်းပါတယ်တော့ဒါဘလောက်ကောင်းလဲဗျာเนาะအေးခင်ဗျားတို့ကเนาะအေးကျွန်တော်ပြောပါအဲ့လို လုပ်ရလေလုပ်ဖို့ဗျာเนาะကျွန်တော်ကတော့မကြောက်ဘူးဗျာเนาะကျွန်တော်ကတော့ခင်ဗျာเนาะနိုင်ငံကောင်းဖို့เนาะနိုင်ငံအကျိုးပဲကျွန်တော်လုပ်နေတာကျွန်တော်လည်းဘာတပြားတစ်ချက်မှရတာမဟုတ်ဘူးเนาะကျွန်တော်ဘာအကျိုးမှရှိတာမဟုတ်ဘူးเนาะနိုင်ငံတော်အတွက်စေတနာတသနဲ့ဟုတ်လားကျွန်တော်နိုင်ငံကြီးကိုလုပ်နေတာเนาะအာဏာရဘူးလည်းမဟုတ်ဘူးဟုတ်လားပတ်စံစီးပွားဖြစ်ဖို့လည်းမဟုတ်เนาะအဲ့တော့ကျွန်တော်တို့ကဟုတ်လားနိုင်ငံတော်ငြိမ်းချမ်းရေးเนาะအမျိုးသားပြန်လည်တည်မြဲရေး ဒါရီအတွက်ကိုနှစ်ပေါင်းများစွာစိတ်စည်စနာတတ်တာနဲ့တချို့တည်းကကျွန်တော်တို့အထင်လွဲသေးတယ်เนาะဘာညာဖြစ်တယ်ဖားမင်းဆွေဘာဟာဘာဟိုရာဖြစ်เนาะကျွန်တော်တို့လုံးဝမရှိဘူးဗျเนาะအဲ့ဒီလိုမျိုးစိတ်စည်စနာတတ်တာနဲ့လုတ် လုတ်ခဲ့တာဗျအဲ့เนาะအရင်တခါတော့လည်းဟုတ်လားခင်ဗျားတို့ဟုတ်လားကျွန်တော်တို့တခါ900 900နဲ့ရေးယူပြီเนาะအဲ့ဒါတတ်ချုပ်ကြီးမသိဘူးเนาะတတ်ချုပ်ကြီးကိုကျွန်တော်ပြောလာတာရှိတယ်နိုင်ငံတော်ကြီးကဲကိုเนาะကျွန်တော်အောက်ထဲမှာအများကြီးเนาะ သူအေးယူမယ်ဆိုရင်เนาะ124ကကြီးထောင်နှစ်20ကြီးချတဲ့เนาะနိုင်ငံတော်အကြီးညိုပြည့်စုံမှုမြောက်တယ်ဗျာ तू မလုပ်ဘူးเนาะတချို့ကြီးကျွန်တော်တို့မလုပ်ဘူးเนาะသူ့အများကြီးပြောရတယ်เนาะဒါပေမဲ့ခင်ဗျားတို့အောက်ကဟာလာအာနာယူတခိုးချဘိုးတွေကเนาะဟိုလာဖြစ်ပြီးတော့เนาะတိုင်းစိတ်လောက်ကိုတိုင်းစာပို့တိုင်းစာပို့ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့အောက်မှာခင်ဗျားတို့ကြိတ်လုတ်သွားတာเนาะနောက်ပြီးတော့လဲခင်ဗျားတို့ဟောလာယူရောက်မှုရောက်နေကျွန်တော်အောက်တူကြီး နော်ခမရတို့စွဲချက်တင်ခမရတို့တိုင်လိုက်တဲ့စာကြီးကကျွန်တော်အကောက်တုကဟာကြီးနော်ကျွန်တော်အကောက်စစ်လည်းမဟုတ်ဘူးအကောက်စစ်မှလည်းညိတာတွေရှိပါတယ်နော်ဒါပေမဲ့ခမရတို့တိုင်လိုက်တာအကောက်တုကြီးနဲ့အဲ့ဒီအကောက်တုကြီးဟာနဲ့ခမရတို့ကျွန်တော်ကျွန်တော်ကိုထောင်ချလိုက်တယ်နော်နော်ခမရတို့ဟောတာဒီဟာကိုဟောတာ124ကကြီးနဲ့အရေးကြီးဘူးတက်ချုပ်စီတင်လဲတက်ချုပ်ကသဘောတူမှာမဟုတ်ဘူးနော်ဒီတက်ချုပ်ကြီးဘုရုံကြီးမင်းအောင်လဲခင်ဗျာမေတ္တာဓမ္မနော် ဒီပုဂ္ဂိုလ်ကမေတ္တာသမားနော်အဲ့ဒီအာနာယူသခုံးချုပ်ဘိုးတွေကကျွန်တော်ကိုခရလုတ်သွားတာနော်ကျွန်တော်ကိုအကောက်တုကနဲ့မတရားထောင်ချသွားတာနော်အေးဒီအခုတခါလဲခင်ဗျားတို့လုံအောင်မလားအေးလုတ်ပါနော်အေးတခုတော့ရှိတယ်နော်ဒါကအရေးကြီးတယ်နော်ဒါကရွေးကောက်ပွဲနော်ဒီရွေးကောက်ပွဲအတွက်ကျွန်တော်ပြောနေတာနော်ပြည်သူတွေဟုတ်လား ဟုတ်လားမဲယုံသွားဖို့လဲကျွန်တော်ပြောတယ်ပြည်သူတွေမဲပေးတတ်ဖို့ဘယ်လိုဟာမျိုးမဲပေးဖို့ကျွန်တော်ပြောနေတာเนาะကျွန်တော်တို့ရဲ့အကြမ်းမဖက်လမ်းစဉ်ကိုလေးစားလိုက်နာတဲ့ယုံကြည်မျိုးပါတီမျိုးကိုမဲပေးစေခြင်းနဲ့เนาะပြည်သူအကြမ်းဖက်မဲ့ပါတီမျိုးကျွန်တော်ကျွန်တော်တို့ဟုတ်လားမဲမပေးခြင်းဘူးဟုတ်လားဟမ်အမုန်းကျိမ့်မယ်လို့အကုံသတ်တို့ဒီလိုဟာမျိုးမဖြစ်လို့လို့ကျွန်တော်ကပြောနေတာเนาะအမုန်းသတ်တို့ဟုတ်လားအမုန်းကျိမ့်မယ်လို့အကုံသတ်တို့เนาะဒါတွေကခင်ဗျား အကြမ်းဖက်လမ်းစဉ်ကြီးဒီလိုပါတီမျိုးကျွန်တော်မဲမပေးခြင်းမူဒါရောက်ပြည်ခိုင်မျိုးပါတီကအကြမ်းဖက်တဲ့လမ်းစဉ်ကိုလိုက်အကြမ်းဖက်တဲ့တရားဖလုံးစောပါတီမျိုးဆိုကျွန်တော်မဲပေးမယ်လမ်းတဲ့ပေးနေတာနော်ကျွန်တော်တို့သွားတဲ့ငင်းရိုင်းလမ်းကိုခင်ဗျားတို့ပါတီတဲ့ပေးပြီးတော့နိုင်ငံတော်မှာဒီအကြမ်းဖက်လမ်းစဉ်ထွန်းကားဖို့ကျွန်တော်ကလုံနေတာနော်အဲ့ဒါကိုမှခင်ဗျားတို့ကအပြစ်ရှာပြီးတော့ဟာလာခင်ဗျားတို့ခင်ဗျားတို့အပြစ်ရှာပြီးတော့ဟာလာကျွန်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့အရေးယူမယ်ဆိုရင် ခင်ဗျာဒီလိုလောက်ပြီးတဲ့လူတယောက်ရွေးကောက်ပွဲဆိုင်ဥပဒေနဲ့ရေးယူရင်ခင်ဗျားတို့ဟုတ်လားရွေးကောက်ပွဲကြီးကဂုံတိတ်ခရှိတဲ့တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မလားကျွန်တော်တို့နိုင်ငံတော်ကြီးကဟုတ်လားဗိုလ်ချုပ်မှုကြီးမီးအောင်လှိုင်ကဒီရွေးကောက်ပွဲကဂုံတိတ်ခရှိတဲ့ရွေးကောက်ပွဲဖြစ်ရမယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရမယ်သူပြောရပြီးသားဒါသူစေတနာသူစေတနာအဲ့ဒီအတိုင်းရွေးကောက်ပွဲကိုဂုံတိတ်ခရှိစေခြင်းနဲ့တရားမျှတပြီးလွတ်လပ်စေခြင်းနဲ့ခင်ဗျားကျွန်တော်လိုအကြမ်းမဖက်တဲ့လမ်းစဉ် လောက်တဲ့ပါတီတွေကိုမဲပေးဖို့ကျွန်တော်ပြောတာနော်အကြမ်းမဖက်တဲ့နိုင်ငံဆိုတော့တိတ်ကောင်းတာနော်တိုင်းပြည်ငြိမ်းချမ်းရေးအတွက်အဲ့ဒါကိုပြောတာကိုငါမင်းဆွေကဟာလာရွေးကောက်ဝယ်ဆက်ဥပဒေနဲ့ညှိတယ်ငါမင်းဆွေကို9နှစ်ချမယ်အေးချဟဲ့အနှစ်80ချလိုက်ထောင်ထဲအရောမထွက်ဘူးခင်ဗျားတို့နားလေလားနော်ထောင်ထဲအသေးတော့ထွက်လာလိုက်မယ်ဒီတစ်ခါနှစ်80ချလိုက်ခင်ဗျားတို့မြင်းမြတ်မှတ်တာနော်ဂုံသိက္ခာရှိရဲ့ရွေးကောက်ဝယ်ဖြစ်ပါစေဒါနိုင်ငံတော်အကြီးကဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ စေတနာဆန္ဒနော်ခင်ဗျားတို့အောက်မှာခင်ဗျားတို့ဟိုဟာဖြစ်ပြီးတော့လုံးမနေနဲ့ပွေမနေနဲ့နော်အဲ့ဒါကြောင့်ခင်ဗျားတိုင်းပြည်မှာအကုန်လုံးစိတ်ဝန်းတွေကွဲကုန်တာနော်ခင်ဗျားတို့ကြောင့်စိတ်ဝန်းတွေကွဲကုန်တာနော်တချုပ်ကြီးလည်းနာမည်တွေပြက်နော်တချုပ်ကြီးပါနာမည်ပြက်တာခင်ဗျားတို့တွေကြောင့်နော်ဒီအာနာယုသခိုးချုပ်ဘိုးတွေကြောင့်တချုပ်ကြီးပါနာမည်ပြက်နေတာခင်ဗျားတို့ရုပ်ရုပ်ရုပ်မလုံနဲ့ခင်ဗျားတို့ကြိုက်တယ်လို့လို့တခါလဲကျွန်တော်ခင်ဗျားတို့လှုပ်ပြီးပြီနော်ငါးငါးနဲ့ နော်ကျွန်တော်ဘယ်လောက်ခံလိုက်ရလဲနော်ကျွန်တော်မိသားစုဘယ်လောက်ခံလိုက်ရလဲဟုတ်လားမဟုတ်ပဲဒီတစ်ခါထထုတ်လဲလုံးပါခင်ဗျားတို့လုံးဝမကြောက်ဘူးခင်ဗျားတို့လုံးဝမကြောက်ဘူးနော်ကျွန်တော်ရဲ့အချမ်းမဖက်တဲ့လမ်းစဉ်ကျွန်တော်ရဲ့အမျိုးသားပြန်တဲ့တင်းမြရေးအတွက်လုံနေတာကျွန်တော်ငင်းကြိုင်းအတွက်လုံနေတာကျွန်တော်လုံးဝမလျှော့ဘူးလုံးဝမလျှော့ဘူးခင်ဗျားတို့အာနာယုသခိုးချိုးဖို့မဟုတ်ဘူးငါမင်းဆွေဆိုတာမှတ်ထားလုံးဝကိုချိုးမကြည့်ဘူး ဒီနိုင်ငံတော်ကြီးငြိမ်းချမ်းမှုဒီနိုင်ငံတော်ကြီးမှာအမျိုးသားပြန်တဲ့တင်းမြတ်ရဖို့လုံနေတာကိုချိုးစွန့်ပြီးလုံနေတာအသက်ပါစွန့်ပြီးတိုက်ထုံမှာနေပြီးလုံနေတာနော်ခင်ဗျာတိုက်ထုံမှာနေပြီးမဲယုံသွားဖို့ဘသူကရေးရဲလဲဟမ်ဘသူရေးရဲလဲကျွန်တော်ရေးသားတယ်မဲယုံသွားသင့်တယ်ဒီမိုကရေစီအစိုးရတရားဖြစ်လာအောင်မဲပေးသင့်တယ်ကျွန်တော်ရေးတယ်ကျွန်တော်တဲ့အန်ဒီဘရောက်များလဲခင်ဗျားတို့နားလဲလားအသက်စွန့်ပြီးလုံတာခင်ဗျားထောင်ချလာလောက်ခင်ဗျားတို့ထောင်ချလာလောက်ဟေးလုံးဝမကြောက်ဘူး ေးမှာတော့မကြောက်ဘူးလက်ကမှာတော့မကြောက်ဘူးခင်ဗျာကျွန်တော်ကမဲယုံသွားဖို့လည်းခင်ဗျာကျွန်တော်တိုက်တွန်းရဲကြိုက်ထုံမှာအဲတော့ရိုးရိုးရုပ်လာမလုံးနဲ့နော်အာနာယူတခိုးချိုးဘိုးတွေကျွန်တော်လုံးဝပို့ပြီးမကြောက်ဘူးခင်ဗျားတို့အေးခင်ဗျားတို့ကြောက်တော့ရွေးကောက်ပွဲကြီးဂုံသိက္ခာမပြက်ပြားစင်နဲ့နော်ရွေးကောက်ပွဲကြီးနာမည်မပြက်စင်နဲ့ခင်ဗျားတို့မြဲမြဲမှတ်တာနော်ဟိန်းသာညီခင်ဗျားတို့အစွဲပွားပဲနော်ခင်ဗျားခင်ဗျားကျွန်တော်နဲ့ဆွေးနွေးခြင်းလား ကျွန်တော်လိုက်လွေပေးမယ်ခမရကောက်မရေးလိုက်ခမရတက်လာခဲ့ဟင်းစာနေချဲကျွန်တော်လိုက်လွေတက်လာခဲ့နော်ရိုးရိုးခမရခိုးကြောင်ခိုးဝဲတော့ခမရမလုံးနဲ့ဟုတ်ကဲ့ကဲအားလုံးအဆင်ပြေကြပါစေပြည်တော်စုမြန်မာနိုင်ငံတော်ကြီးအများကြီးညှင်းကြပါစေကျွန်တော်ငားမရှိပါ